ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အမေချွေးမလေးရေတတို့သမီးလေးလာအိမ်ထဲဝင်ခဲ့နေရမီသားစုတစ်ကနေုံနှွေးထွေးစွာကြိုဆိုပိုင်းနော်တော်ကြီးကအဲ့လိုပြောတော့မန်နီကဆန်ဦးကိုကမ်းပြီးအိမ်လေးကိုဝင်လာခဲ့ပါတယ် သူအတွေးထဲမှာတော့ဒီလိုတွေးတောနေတော့တာပေါ့ကွယ်။အိုးဖျားရေတလောက်လေးရံမင်္ဂလာဝတ်ဆောင်ဝတ်ထားရသေးတယ်။ပြီးတော့အပေါ်ကနေပဝါအရှိကြီးနဲ့ခြုံထားရသေးတယ်။တကောလုံးချွေးရည်နဲ့စေးကတ်နေရပဲ။အခုငါ့ကိုငါ့ရဲ့အခန်းကိုမြင်မြန်လွတ်လိုက်ပါတော့။ဒီအပူထဲမှာဆက်နေပုံကလုံးဝအားကုန်သွားပြီ။တစ်ဖက်မှာချွေးရည်နဲ့ရွှင်းနေတဲ့တနောက်စရာသူတို့သမီးလေးကသူ့ခန်းထဲဝင်ဖို့အတွက်အိမ်မက်မက်နေတော့မှာပဲ။နောက်တစ်ဖက်မှာတော့ဒေါ်စီတို့ကစကားရည်ကြီးဆွပြောနေပါတော့တယ်။မကြီး နင်သမီးလေးကိုမြင်မြင်မိတ်ဆက်ပေးပါဦး။ဒါမှငါတို့လည်းသတို့သမီးကိုတွေ့ပြီးအိမ်ပြန်လို့ရမှာ။ဟုတ်တာပေါ့ရှင်။ဟုတ်တယ်။မိတ်ဆက်ပေးရမှာပေါ့။သမီးလေးဒီမှာလာထိုင်အောင်။သူခုမျက်နှာပြလိုက်မယ်နော်။ဒီနေ့ပဲတလေထုံးစံလှုပ်လိုက်မယ်။ဟုတ်ကဲ့ပါမေ။စိတ်ထဲကတော့ဒီလိုတွင်းနေပါတည်း။ဒီနေ့ကစပြီးအမေကတလေထုံးစံလှုပ်ပြီးငါရဲ့ဘဝကိုဖယ်ရှားတော့မှထင်တယ်။ဒီချိန်မှာပင်ဒေါ်ကြီးကမန်နီရဲ့ပေါ်ပေါ်ကိုဆွဲဖွင့်ပြီးထန်ခိုင်းလိုက်ပါတည်း။"အိုဖီးယားရေ ဒီနေ့တော့တော်တော်ပြင်းထန်ဘူးပဲဟေးမဆုနဲ့မနှုရေငါ့ကိုဖြော်ရင်နဲ့ရေပေးစမ်းဟုတ်ကဲ့အန်တီအန်တီတို့ရောတောက်ကြမယ်မလားကျမမီးပေါ်ထဲသွားပြီးတော့တံပြားကြီးဖြော်လာခဲ့မယ်လေဒီလိုနဲ့ညီမနှစ်ယောက်ကတံပြားကြီးဖြော်ကအားလုံးကိုတက်လိုက်ပါလေနေကလာချမ်းလေးလို့အလှလေးကိုခေါ်လာတာပဲမျက်လုံးလေးတွေကလည်းကြည်လင်းနေရပဲနော်အရင်လှတာပဲ ဒေါ်စီကတော့ချီးမွမ်းကန်းတွေဖွင့်နေပေမယ့်တနောက်စီအောင်သူတို့သမီးလေးကတော့အပူဒဏ်ကြောင့်ခေါင်းတွေမူပြီးလိတ်ကျသွားခဲ့ပါတည်းကွယ်ဒီလိုဖြစ်တော့ဒေါ်ကြီးကရန်လိုတဲ့လေးတန်းနဲ့သူသူသူတခုခုကသူ့နောက်ရှက်ပြီးသူ့တပ်ဖို့များလုံနေလားကြည့်ပါဦးငါချိမလေးမနှုတ်ရင်မိဖို့ကြောင့်လည်းတံပြာတိသွားယူလာခဲ့စမ်းသူတော့တခုခုနဲ့ပြူစားခံရပြီနေမှာဟေးဘသူမှမပြူစားအောင်နင့်ချိမပူနေတာကိုဦးရေနင့်မိမအခန်းထဲခေါ်သွားအေးတဲ့လေးလေးရရင်သူတက်တာသွားလိမ့်မယ် ဟုတ်ကဲ့အန်ဒီအေးအေးအေးနေမိမခေါ်သွားငါအေးတဲ့တံပြားကြီးလှုပ်ပြီးတော့နင့်စီပို့ပေးမယ်ဒီလိုနဲ့မတ်ဆူကမိဖို့ကြောင့်နေသွားပြီးမြင်းမြန်တံပြားကြီးဖြောပြီးတော့ခန်းနေသေးလာခဲ့ကမန်နီကိုပေးလိုက်ပါတော့တဲ့အမရေဒါလေးတောက်လိုက်အမအတွက်အထူးတံပြားကြီးလှုပ်ထားတာတောက်လိုက်ပါနော်မန်နီကတံပြားကြီးကိုတခါရင်မောတောက်လိုက်ပါတဲ့မဆူတံပြားကြီးထဲမှာတကြားမပါဘူးလားတံပြားတီးရဲ့ခြင်းနဲ့အရသာပဲခန်းစားရတယ်ငါသွားရပါချင်းကုန်ပြီ အမငါတို့အိမ်မှာတကြမဆောင်းလေပြီးတော့ဒါဒေတာထွက်တံပြတီးမှုချင်တာဒီလိုနဲ့ပဲမန်နီလေးပြန်မန်းနာကြောင်ခဏအိပ်ပျော်သွားခဲ့ပြီးနောက်တနေ့မနက်ကလေဒီလိုပဲစတင်လာပါတယ်။အော်မင်္ဂလာပွဲမှာပြန်မန်းနာနဲ့ငါကောင်းနေကွဲထွက်တော့မယ်။ဒါပေမဲ့ခုတော့လူတိုင်းအတွက်ကောင်းမွန်တဲ့အထူးနှုန်းနဲ့သေချာလေးလက်ဖက်ရည်ဖြောတိုက်ရမယ်။အဲ့လိုပြောပြီးမန်နီကခေါင်းကိုကင်ကမိဖို့ကြောင့်လေးကိုလာခဲ့ပါတယ်။အိမ်မှာတံပြအိတ်တစ်လုံးကိုတွေ့တော့တာပေါ့ကွယ်။ ဘာလို့ဟင်းသီးဟင်းရွက်စားမိဖို့ကြောင့်ထဲမှာတံပြာသီးတွေနဲ့ပဲပြည့်နေရလဲဈေးကနေဈေးတက်တက်တတာနဲ့ရခဲ့တာဖြစ်မှာပေါ့လေငါတော့ချင်ဖက်လောက်ဖို့မှားထားတယ်ထင်တာပဲဒီလိုနဲ့မန်နီကတွေးနေတော့ဒိုကြီးကဟင်းခတ်အမွှေးကြံတွေချဲထားတဲ့ဘူးတလုံးကိုကန်ပြီးဝင်လာခဲ့ပါတည်းမိင်္ဂလာပါသမီးလေးဟုတ်ကဲ့ပါမေဒါနဲ့ဒီမှာနွားနို့လည်းမရှိဘူးမေအေးကွယ်ဒီနေ့ဘာချက်မှလဲချွေးမငါတို့အားလုံးနင်းချက်တဲ့စားဆောင်စားဖို့စောင့်နေကြတာအမေ ကျွန်မလက်ဖက်ရည်ပဲလှုပ်ပေးတော့မလို့လေဒါပေမဲ့ဒီခေတ်တတားထဲမှာနှုတ်လည်းမရှိဘူးဈေးတရဆိုင်တဆိုင်ကနေ cheese နဲ့လက်ဖက်ရည်တွားယူခိုင်းလိုက်ပါလားကျွန်မအရသာရှိတဲ့အရွယ်ဟင်းချက်လိုက်မယ်မဟုတ်ဘူးသမီးလေးငါတို့အိမ်မှာဘယ်သူမှအစိမ်းအောင်ဟင်းသင်းရွက်မကြိုက်ကြဘူးလေပြီးတော့ငါတို့နှုတ်နဲ့လက်ဖက်ရည်လည်းမတောက်ဘူးအခုခေတ်မှာနှုတ်ရောနှောတာတွေအများများတယ်အဲ့ဒါကြောင့်ငါတို့တံပြာနဲ့လက်ဖက်ရည်တွေကိုတောက်တာဗန်းနီကတော့လက်ဖက်ရည်ညီအကြောင်းကြားပြီးတော့ပါဇက်ထင်းမှာတမျိုးကြီးတောင်ခန်းစားလိုက်ရပါတယ် ပါလို့တံပရာလက်ဖက်ရုပ်ကြိုက်တာလဲအမေငါထွ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 ဘာမှမကြိုက်ပါဘူးအစင်ပြေတယ်လို့ပဲထင်ရုံပါပဲဘန်နီကတော့ဒီလိုတွေးနေပါတည်းငါမှနို့စီကျင်းတဲ့နို့လေးထည့်ပြောအထူးလက်ဖက်ရည်တောက်တဲ့အကျင့်ရှိတာကိုတံပရာလက်ဖက်ရည်ကိုဘလို့တောက်ရမလဲငါသွားရီတောင်ချန်လာပြီဟဲ့တမီးလေးနင်ကို့အကြောင်းမဲ့ညီးနေအောင်မလားဒါမှမဟုတ်လက်ဖက်ရည်စလုပ်တော့မလားပြီးတော့ညစာအတွက်တံပရာထမင်းနဲ့ကောင်းကောင်းဆက်ထားတဲ့တံပရာဟင်းလည်းချက်ပါအောင်ကွယ် တမ်းမြလက်ဖြစ်ရေကအစဉ်ပြေပေမဲ့တမ်းမြဟင်းအကြောင်းကြတော့မန်နီစိန်ထိုင်းမှာမုံတိုင်းတိုက်တယ်လို့လန့်သွားခဲ့ပါရယ်တမ်းပြာဟင်းဟုတ်လားမေအခုຫນွေရတီမှာချင်ပေါင်ရွက်ဘူးညွန့်ကြင်ခါတီနဲ့ရုံးပရိတီတွေထွက်နေရပဲတာအိုဘာလို့တမ်းပြာဟင်းကိုစားရမှာလဲကဲအများကြီးဖြုံးတိဖို့မလိုပါဘူးကွယ်တမ်းပြာဟင်းကိုစားတာအကျိုးရှိရယ်ဘာမှဆက်ပြောမနေနဲ့တော့ချက်တာချက်တော့ဟုတ်ကဲ့မေဒီလိုနဲ့တနောင်းစီယံချွေးမာလီမှာရောက်ခမရဲ့အမိန့်ကိုနာခံမှုပင်တက်နိုင်တော့တာပေါ့ကွယ် သူကလူတိုင်းအတွက်တံမြာလက်ဖြစ်ရေလုပ်ပြီးတက်လိုက်ပါတည်းပြီးတော့စိတ်တူတူနဲ့တံမြာဟင်းကိုလည်းချက်ရတော့တာပေါ့ကွယ်။အိုဖျားရေဒီတံမြာဟင်းချက်နေတော့မှငါလက်ဖက်ရအေးကုန်ပြီပြီးတော့တံမြာသီးလီးနေတော့မှအရေးတွေကလည်းမျက်လုံးထဲတွေဝင်ကုန်ပြီ။ဟေးမောင်ငါတို့ရဲ့တံမြာဟင်းရပြီဆိုရင်လည်းမြေမြေလေးယူလာခဲ့လိုက်ပါတော့။ဟုတ်ပြီဟုတ်ပြီမှတ်လေသမင်းတွေရပါပြီ။ပြီးတော့နေသူကတကူတိုင်းပြောနေပါတော့တယ်။တော်တော်တက်နေရ။ ဒီတမယာကြီးချက်ရတာတော်တော်အခက်ခဲများတာပဲပြီးတော့ရောက်ခမတွေကလည်းငါ့ကိုဒုက္ခပေးနေရဲ့ဒီလိုနဲ့တယောက်ထိစိတ်တွေတိုးရင်ချွေးမာလီကလူတိုင်းကိုတဲခင်းကျွေးမွေးခဲ့ပါတဲ့သူတို့တွေကတမယာဟင်းနဲ့ထမင်းကိုနှင်းနှင်းချိုက်ချိုက်နဲ့အပါဒိယကိုစားကြပါတော့တဲ့ကိုဘာတမိလေးနင်ဘလို့အရသာရှိတဲ့ဆက်တမယာဟင်းချက်တာလေကူရီကြက်သားဟင်းချပါတီအကုန်လုံးဒါနဲ့ဆိုရင်တော့ရှုံးပေးရမှာတေးကြတယ်မန်နီကတော့ဒီလိုတွင်းနေပါတော့တဲ့အဖေကြီး အဖေလိုတံပရာကြိုက်တဲ့သူကမာတဲ့စားစာတော့ကြီးညင်းအောင်စားနိုင်မှာမဟုတ်တော့ဘူး။တမီးလေးနင်ဘာတွေပြောနေရလဲ။ဘာမှမဟုတ်ပါဘူးအမေရဲ့။အမေတော့တခုခုများလို့သေးလား။အမကျမကိုတံပရာဟင်းနဲ့ထမင်းထပ်ပေးအောင်။ဟုတ်ပြီဟုတ်ပြီ။စိတ်ထဲမှာတော့သူကဒီလိုတွေးနေခဲ့ပါလေ။ဖရားရေ၊သူမအရန်လှတာ။ဒါပေမဲ့ထမင်းလေးပကံကုန်သွားပြီ။ဒီလိုနဲ့ပဲသူတို့တွေကတံမြဟင်းကရဲအရသာရှိလို့ပကံကိုပြောင်းလဲ့နေပြီး မှန်ကြည့်ရတဲ့အထီကိုစားကြပါတော့တဲ့။ချွေးပါလီမက်နီကတော့တွန်းဆုံတွန်းဆုံနဲ့စားတော့တာပေါ့ကွယ်။တနေ့ညနေမှာတော့ဟင်းသီးရွက်လေးကလမ်းလေးကိုရောက်လာခဲ့ပါတယ်။ဟင်းသီးရွက်တွေဝယ်ကြပါ။လက်ဆက်တဲ့ဟင်းသီးရွက်တွေယူကြပါ။ဘိန်းနေသည့်ချမောင်ရွက်တွေလည်းပါပါတယ်။ဟေးဟင်းသီးရွက်ရောင်းနေမောင်လေးခဏလေးစောင့်ပါဦး။ကျွန်မလည်းဟင်းသီးရွက်ဝယ်ရအောင်မယ်။ဒီလိုနဲ့သူကကြားပြီးဝယ်ဖို့လုပ်နေတဲ့အချိန်မှာပဲဒေါ်ကြီးနဲ့ဒေါ်စီကမြင်သွားခဲ့ကြပါတယ်။ ဟဲ့ဒီနေ့နေ့အိမ်မှာနေရအရှိရထွက်မလာပဲနောက်ကဘလို့ထွက်လာလဲငါလည်းအဲ့ဒီလိုပဲတွေးနေတာမှအိမ်ကလူတွေအားလုံးကတံပြာဟင်းစားနေတဲ့သူတွေလေ तू ကဒီနေ့မှအစိမ်းရောင်ဟင်းသီးဟရက်တွေကိုဘာလို့ဝဲနေရလဲမောင်လေးရေဒီအစိမ်းရောင်ပိနေသည်တပိတ်တာလောက်ချိန်ပဲအတုံးသေးသေးလေးတွေလည်းလှီးပဲဟုတ်ကဲ့ဟုတ်ကဲ့အမဒီနေ့ကျမအရသာရှိတဲ့အသားဟင်းလိုပိနေသည်ဟင်းကိုချက်မယ်အမဘာလို့ဒီပိနေသည်ကိုဝဲနေရလဲညစာတွဲချက်ဖို့ဝဲနေရလဲ ဟေးဟင်းသင်းဟိရွက်ရောင်းတဲ့မောင်လေးနင့်လှဲအောင်ယူပြီးသွားတော့ငါတို့ဟင်းသင်းဟိရွက်မဝဲချင်းအမအိမ်ထဲကိုလိုက်ခဲ့ဒီလိုနဲ့မန်နီလေးမဆူနဲ့အတူဝဲနေတဲ့မျက်နှာနဲ့အိမ်ထဲဝင်လာတဲ့အချိန်မှာပဲဒေါ်ကြီးကလေးထွက်လာခဲ့ပါတည်းတမီးလေးဟင်းချက်ဖို့မိဖို့ကြောင့်ထဲမှာတံပြားသီးတအိတ်လုံးရှိရဲ့ဒါဘာလို့ပက်ဆန်ဖြုံးတီးချင်နေရလဲဒီနေ့တံပြားတကီလိုထည့်ပြီးတော့ကောင်းကောင်းအာဟာရတက်ပါတယ်တံပြားဟင်းကိုချက်လိုက် ဒီလိုနဲ့မန်နီလည်းဘာမှမတတ်နိုင်ပဲစိတ်တူတူနဲ့ပဲတန်မြာဟင်းကိုနောက်တစ်ခါချက်ရပြန်ပါသေးတယ်။ဒီလိုနဲ့အချင်းတွေကုံလာလိုက်ကြမန်နီရဲ့အိမ်တော်လေးတက်တန်းလေးကြာနေပြီပေါ့ကွယ်။ဒီနေ့မနေ့မှာတော့မန်နီကဝမ်းနေတဲ့မျက်နှာနဲ့တန်မြာဟင်းချက်ရင်နဲ့ပြောလိုက်ပါတော့တယ်။အိုးဖီးအားရေငါဘဝတော့ငရေပြီလို့ဖြစ်သွားပြီ။ငါတော့တန်မြာတီးပဲစားတဲ့တီမီသားစုဟာတော့လက်ထပ်မိအောင်ဒီလိုပဲနေသွားရတော့မှာပဲ။မန်နီဟင်းကျက်ဖို့ဘလောက်ကြောင်းမှလဲ။ငါဘိုက်ထဲမှာအတန်းတွေမြင်နေပြီ။ ငါဆိုငါအုံနောက်တွေတောင်ကြေမွနေပြီတန်တမမထွက်သွားလိုက်တော့ဟေးမင်းဘာလို့ဒီလောက်စီဆိုးနေရလဲဘာဖြစ်တာလဲအေးနေမစဉ်းစားကြည့်လေနေမိသားဆိုတာငါ့ကိုနေရောညပါတံပြားဟင်းကျွေးပြီးတော့ငါဘဝကိုခက်ခဲအောင်လုပ်နေရယ်ငါတံပြားသီးဟင်းတံပြားလက်ဖက်ရည်တံပြားဟင်းရည်တံပြားပဲ့ဟင်းငါစားတာညင်းငွေ့နေပြီနေနေရမိသားဆိုဝင်နေကိုပြောလိုက်ဒါမှမဟုတ်ငါငါမိဘအိမ်ကိုငါသွားတော့မယ်နေကတော့ဒီတိုင်းသာကြံခဲ့လိုက်တော့ မဏိကဒီလိုချင်းချောင်းလိုက်တော့ကိုဦးလေးဝမ်းနေတဲ့မျက်နှာနဲ့ထမင်းစပွဲကိုပြန်လာတော့တာပေါ့ကွယ်ဒီလိုမျိုးနေ့တိုင်းတံမြဟင်းစားသုံးတာကြောင့်ရောက်ခမာရီရဲ့အစာအိမ်ထဲမှာအဆစ်တက်တွေများလာတော့တာပေါ့ရောက်ခမာရီဟာအဆင်အမြင့်ကြိုက်ခဲဝေဒနာခံစားရပြီးကျန်းတဲ့သူတွေကဝမ်းလျှော်ကြပါတည်းအာကျမပိုက်မကျမကိုငှောက်ကောင်းနဲ့တံမြိုင်မြင်မြတ်ပေးပါဦးကျမပိုက်နာနေလို့အေးဟုတ်ပြီဟုတ်ပြီငါခုပဲယူလာခဲ့မယ် ဒီလိုနဲ့မန်နီကအတန်းများကြီးတွေကိုခြင်တဲ့အတန်းများသည်15လုံးအလုံး20လောက်တမင်ညှစ်ထင်းလိုက်ပါတည်းအဲ့ဒီအတန်းများကြီးကိုတောက်ပြီးတဲ့နောက်မှာတော့မဆူကစိတ်ဆိုးသွားရတာပေါ့အမနင်ယူးနေရလားဘလို့ခြင်တဲ့အတန်းများကြီးဖြော်ထားတာလဲငါသွားရခြင်ကုန်ပြီတမီးလေးမနီရလည်းနင်ပင်းဟင်းကိုရမ်းချင်အောင်ချက်ထားသေးတယ်တမင်းနဲ့မှလည်းတန်မြာသီးတွေပေါနေတာပဲဒါပေမဲ့အဖေတို့ပဲခြင်းနဲ့တန်မြာဟင်းကိုပိုကြိုက်ကြတာလေအဲ့ဒါကြောင့်ကျမချင်းချင်းလေးတွေချလှုပ်ပေးထားတာ မန်နီစီကထူးဆန်းတဲ့ဖြေကိုကြားလိုက်ရတော့ရောက်ခမရီလိန်ချွေးမလေးကဒါကိုတမင်လုံနေမှန်းနားလေသွားခဲ့ပါတည်းဒါကြောင့်နောက်နေ့ကစပြီးသူတို့ချွေးမကိုတမ်းမြဟင်းမချက်ခိုင်းတော့ဘူးတဲ့ကွယ်အဲ့နေ့ကစပြီးချွေးမလေးကသူ့အကြိုက်ဆုံးပင်းဟင်းကိုအယတာရှိရှိချက်စားနိုင်တော့တော့ပေါ့ကွယ်သူတို့ရီလိန်ပျော်ရွှင်စွာနဲ့ပဲအသက်ထက်ဆုံးနေထိုင်သွားကြပါတော့တည်းကွယ်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တည်းဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်